ဇလန်းလေးမစခင်မှာတော့ကျွန်တော်ရဲ့ YouTube channel က subscribe လေးရနေပြီးတော့ view လေးရနေနေအောင် subscribe လေးရလုပ်ပြီးသွားဖို့တောင်းဆိုချင်ပါတယ်။ episode 8ရဲ့စမှာတော့ရဲဟာချီတို့တို့မိသားစုနဲ့ညစာစားနေရကိုပြထားပါတယ်။ဒါပေမဲ့လည်းရဲဟာရဲ့စာရင်ကပျက်စီးနေရအောင်6လကပန်းရွက်သူသာစားနေရပြီးတော့ဒါကိုလည်းချီတို့က video ရိုက်နေပါတယ်။ ငါစားစားပြီးရနောက်မှာတော့ခြီတော့မှတ်စုစားတို့ထဲမှာဇွန်ဘီတွေကစားစားဖို့လည်းမလိုဘူး။တန်းစံကန်သွားသေးရလည်းမလိုဘူး။ပြီးတော့ချွေးလည်းမထွက်တာကြောင့်ရချိုးစရာလည်းမလိုဘူးလို့ဆိုနေပါရဲ့။ဘာပုံက6လကံမှန်းရွက်တွေကိုလုံးလေးနေနဲ့ပြန်ထုတ်လာပါရဲ့။ခြီတော့လည်းရဲဟာကိုအဲ့လိုလုံးနိုင်မယ်ထင်တယ်ဆိုပြီးတော့ရဲဟာကိုဗီဒီယိုရိုက်နေပါရဲ့။ရဲဟာတော့ငါ့ကိုဗီဒီယိုရိုက်တဲ့အတွက်ငါပြချင်တဲ့တာမန်မင်းကလေးတယောက်လိုဖြစ်ခွင့်ပေးပါဆိုပြီးတော့ချီတူပြောလိုက်ပါရဲ့။နောက်နေ့မှာတော့ရဲရနဲ့ချီတူနဲ့ကဇေဝဲထွက်လာကြပြီးတော့ဒါကိုလည်းချီတူကဗီဒီယိုရိုက်နေပါရဲ့။ ဘဲဟာတော့ဈေးဝယ်ထွက်ရလို့ရန်နေပြောင်းနေပြီးတော့ခြေတော်တော့ရန်သန်းသောင်းထောင်မပူစီနဲ့ဆိုပြီးတော့ပြောလိုက်ပါပဲခုကတော့တိတ်နေဖုံးနေလို့အဆင်ပြေပေမဲ့နေပူလာရဲ့ခန္ဓာကိုယ်ကပျက်စီးတာပုံမှုပြီးတော့မြန်လာနိုင်တယ်ဆိုပြီးတော့ခြေတော်ကစိုးနေပါတယ် ချီတော့တော့ဒီလိုတစ်ခါမှဈေးဝယ်မထောက်ဘူးဆိုရယ်ဘဲဟာကိုတနာနေပါရဲ့နောက်တော့ rank ကိုပြထားပြီးတော့ rank ကတော့နေလဘရေချိုးကံမှာရေချိုးတာတော့ဘာမှကောင်းတာမရှိဘူးလို့ပြောနေပါရဲ့ rank ကချီတို့ပြောတယ်ဘဲဟာကိုတောင်းယူစရာရှိရယ်ဆိုပြီးစကားကိုပြန်လဲစဉ်းစားလိုက်မိပြီးတော့ချီတော့ဘဲဟာတော့ဘာလို့ဒီလောက်တောင်လေးလေးနက်နက်လှုပ်ပြီးနေရလဲဆိုပြီးတော့ပောက်ကွဲနေပါရဲ့ဒီချိန်မှာပဲမီယိုနဲ့သူ့တငယ်ချင်းကရေချိုးကံကိုရောက်လာပါရဲ့ rank ကချီတို့အိမ်မှာရှိလာဆိုပြီးတော့မီယိုမေးလိုက်ပါရဲ့မီယိုကတော့ကိုကမနက်ကနေ့အမှဘဲဟာနဲ့ဈေးဝယ်စင်တာကိုသွားနေကြအောင်ပြောပြလိုက်ပါရဲ့ဘဲဟာကတော့ဈေးဝယ်လို့ပြီးသွားပြီးတော့ချီတို့ ကြည့်လို့ကောင်းလဲဆိုပြီးတော့ပြောလိုက်ပါရဲဟာနဲ့ချီတို့ဈေးဝယ်ထွက်နေရတော့ရဲဟာရဲ့ဖေရလူတရားစောင့်ကြည့်နေပြီးတော့သူမဖေဖြစ်သူစီကိုလည်းတရင်နေပို့နေပါပဲ ဒါနီဂျီရောတော့ရဲဟာတယောက်တည်းရှိမဲ့ချင်းကိုစောင့်ပြီးတော့ပြန်ခေါ်လာခဲ့ဆိုပြီးတော့သူ့လူတွေကိုခိုင်းလိုက်ပါပဲ။ချီတိုနဲ့ရဲဟာတော့တရဲအိမ်ထဲကိုဝင်နေကြပြီးတော့ချီတိုကကြောက်နေပါပဲ။ရဲဟာတော့ချီတိုကြောက်နေမယ်လို့မထင်တော့ဘူးဆိုပြီးတော့ရီးနေပါတယ်။ချီတိုကတော့သူ့ဝင်လာတဲ့အိမ်ကိုပြလိုက်ပြီးတော့ဒီအိမ်ထဲကိုရေခဲထည့်ပြီးဝှက်လိုက်မယ်ဆိုတော့ခန္ဓာကိုယ်ထိမ့်သိမ့်နိုင်ပြီးတော့စိတ်ကြိုက်ပြန်လဲသွားနိုင်တယ်။နောက်ပြီးကြောင်းလဲသွားနိုင်တယ်ဆိုပြီးတော့ချီတိုကရဲဟာကိုပြောလိုက်ပါပဲ။ရဲဟာတော့သူမလူချင်တဲ့တာမန်မင်းကလေးတယောက်ရဲ့ဘဝကိုချီတိုကအစမ်းကုန်ဖြည့်ဆည်းပေးနေတာကြောင့်ဝမ်းသာလုံလုံငိုနေပါတယ်။ချီတိုကတော့နေလက်သားတစ်ခုတော့ဝ ွယ်လာအောင်ခဏနေပြန်လာခဲ့မယ်ဆိုပြီးတော့ထွက်သွားပါပဲဒီချိန်မှာပဲဒါနီချီကိုလွတ်ထားတဲ့လူတွေကရဲဟာနာကိုချင်းကပ်လာပါတယ်ဇာသူတကားကဘလို့ရောက်လာမှမသိပေမဲ့ရဲဟာကိုနှုတ်ဆက်လိုက်ပြီးတော့ရဲဟာလက်တရာအေးနေရပဲဆိုပြီးတော့ပြင်ုံခေါ်သွားပါပဲဇာသူတကားကတော့ပြင်မမှနေအောင်ကြီးလေးရအကြောင်းရဲဟာကိုပြင်ထွက်ခဲ့ဖို့ခေါ်နေပါပဲဒါပေမဲ့လည်းရဲဟာကပေါက်ဝါမာတယ်ရက်နေပြီးတော့ဒါနီချီရဲ့လူတွေကဒီချိန်မှာပဲရဲဟာကိုဖမ်းခေါ်သွားကြပါတယ်ဒါပေမဲ့လည်းရဲဟာရဲ့အားကြီးလွန်းတာကြောင့်သူတို့ပဲပြန်စော်ခံလိုက်ရပါတယ်ချီတို့ကလည်းရောက်လာပြီးတော့ရဲဟာကိုကြွက်သားတွေကိုအဲ့လောက်မသုံးဘူးနဲ့လက်မောင်းတွေပြုတ်ထွက်သွားလိမ့်မယ် ဆိုပြီးတော့ပြောနေပါတယ်ဓာနီဂျူရဲ့လူတွေကတော့စီစဉ်ပြောင်းပြီဆိုပြီးတော့ချီတူဖမ်းပြီးတော့ကားပေါ်ကိုတင်ခေါ်သွားကြပါတယ်နောက်တော့ဓာနီဂျူကိုဖုံးသက်လိုက်ပြီးတော့မလုပ်ရမလဲဆိုပြီးတော့မေးလိုက်ပါတယ်ဓာနီဂျူကတော့ချီတူသူ့စီခေါ်လာခဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အီပီဆိုဒ်8လေးကတော့နေရာမှာတင်ပြီးဆုံးသွားပါတယ်